ားလုံးမင်္ဂလာပါဒီကနေ့ကနောက်ဆုံးရအာဂါသသတင်းတွေကိုကြည့်မယ်ဆိုတော့ပရီးမီးယားလိဂ်လက်တဲ့အသင်းဖြစ်တဲ့ Manchester United အသင်းကတော့ဒါ Barcelona အသင်းရဲ့ Brazil တောင်ပိုင်းကစားသမားဖြစ်တဲ့ Rafinha ကိုခေါ်ယူဖို့စိတ်ဝင်စားနေတယ်ဆိုပြီးတော့မှ Manchester News ကပေါ်ပြထားတယ်ဆိုတော့ United အသင်းကဒီကစားသမားကိုပြောင်းရွှေ့ချေ Euro 120လောက်ထိပေးပြီးခေါ်ယူဖို့ကြိုးပမ်းသွားမှာဖြစ်တယ်လို့လက်ရှိမှာ Rafinha ကအကြွေသာသူ့အနေနဲ့ Barcelona အသင်းကထောက်ခွာခွင့်ရခဲ့မယ်ဆိုရင် ချန်ပီယံလိဝင်ခွင့်ရတဲ့ကလပ်တစ်သင်းကိုသာပြောင်းရွှေ့ကစားချင်တယ်ဆိုပြီးတော့မှဖော်ပြထားတယ်။ဒါပြင်ကျွန်တော်တို့လက်ရှိပေါ်လေမန်ချက်စတာယူနိုက်တက်အသင်းမှာပွဲထွက်ခွင့်ပျောက်ဆုံးနေတဲ့ကလပ်သင်းရဲ့အကယ်ဒမီထွက်လူငယ်ကစားသမားဖြစ်တဲ့ဒါကွင်းလယ်ကစားသမားဖြစ်တဲ့ခိုဘီမိန်းတို့ကတော့အတူနေနဲ့ကျွန်တော် January Transfer Window မှာ United အသင်းကနေထွက်ခွာဖို့ဂျိုးပန်သွားတော့မယ်ဆိုပြီးဖော်ပြထားတယ်။လက်ရှိမှာတော့ Napoli အသင်းရဲ့တာဝန်ရှိတဲ့သူတွေနဲ့ကစားသမားချမှာ Personal Agreement ရပြီးပြီဆိုပြီးတော့ဗောလေဒါကျွန်တော်တို့ Napoli News ကဖော်ပြထားတယ်။ဆိုတော့လက်ရှိမှာတော့ ဒါကျွန်တော်တို့ Covid main တို့က Manchester United အသင်းကနေထွက်သွားဖို့ပြင်ဆင်နေတယ်ဆိုပြီးတော့ဖော်ပြထားတယ်။ Chelsea အသင်းကတော့ Crystal Palace အသင်းရဲ့ကိုယ်လေကစားမှဖြစ်တဲ့အတန်ဝါတန်ကိုခေါ်ယူဖို့ Crystal Palace အသင်းနဲ့ Chelsea အသင်းကြားမှာဆွေးနွေးမှုတွေရှိခဲ့တယ်ဆိုပြီးတော့မှ Forwards London ကဖော်ပြထားတယ်။ဆိုတော့အမှန်တမ်းပြောရရင်တော့ဒါကျွန်တော်တို့ဒီကလပ်နှစ်အသင်းကြားမှာကစားသမားအပြောင်းအရွှေ့အတွက်ဆွေးနွေးမှု70%ပြီးမြောက်သွားပြီဖြစ်တယ်လို့လက်ရှိမှာ Crystal Palace အသင်းကဒါကျွန်တော်တို့ဒီပေါ့လေ အတော့မှတော့ငွေချဲစီကိုရောက်မယ်ဒါပေမဲ့ချဲစီတင်းရဲ့အင်္ဂလိပ်နောက်ခံကစားသမားဖြစ်တဲ့အာကျွန်တော်တို့ Charlovac နဲ့ကစားသမားချင်း stress လောက်ဖို့သဘောတူညီမှုမျိုးရဖို့ချဲစီတင်းနဲ့ဆွေးနွေးနေတယ်ဆိုပြီးပေါ်ပြထားတယ်ဆိုတော့အတော့မှတော့ကိုတော့ဥရောပတင်းနဲ့ဖြစ်တဲ့ Liverpool တစ်ဖက်ကရေမသွတ်တဲ့အတင်းအပါဝင်တခြားသော club အတင်းတွေကပါခေါ်ယူဖို့ကြိုးပမ်းတာဖြစ်ပြီးတော့မှလက်ရှိမှာတော့ Chelsea အတင်းနဲ့ဒါကျွန်တော်တို့ပေါ့လေကစားသမားချင်း stress လောက်ဖို့သဘောတူညီမှု ရလို့နီးပါးဖြစ်နေပြီဆိုပြီးသိရတယ်ခလေးဆိုတော့လီဗာပူးအသင်းကတော့ဂလာဆာရဲ့အသင်းရဲ့တိုက်စစ်ကစားမှဖြစ်တဲ့ဒါကျွန်တော်တို့ဘာတာအော်ဇီမန်စ်ကိုခေါ်ယူဖို့ကြိုးပမ်းနေတယ်ဆိုပြီးဖော်ပြထားတယ်ဆိုပြီးခဲ့တဲ့ရာသီတည်းကဘာတာအော်ဇီမန်ကိုဒါသူတို့လီဗာပူးတာဝန်ရှိတဲ့သူတွေကခေါ်ဖို့ကြိုးပမ်းနေအော်ဇီမန်ကကျွန်တော်တို့နာပိုလီအသင်းကနေဂလာဆာရဲ့အသင်းကိုတရားစီအငားထွက်ပြီးတော့မှဒါကျွန်တော်တို့ဗောလေအပီးပြောင်းရွှေ့သွားတဲ့အချိန်တွေကြောင့်မလို့ခေါ်ယူဖို့အဆင်မပြေတော့တာဆိုတော့ဒါကြောင့်မို့လက်ရှိမှာဒါကျွန်တော်တို့ဗောလေလီဗာပူးအသင်းကဒီကစားသမားကိုခေါ်ယူဖို့ကြိုးပမ်းနေတာဖြစ်တယ်လို့ဒါဥရောပအသင်းတွေဖြစ်တဲ့ ဲ့ Chelsea တစ်ဖက်က Barcelona အတင်းတော့လည်းခေါ်ယူဖို့စိတ်ဝင်စားခဲ့တယ်။ဒါပေမဲ့လို့ဒါ Liverpool အတင်းကတော့ Osimhen ကိုခေါ်ယူဖို့စိတ်ဝင်စားနေသေးပဲဖြစ်တယ်ဆိုပြီးသိရတယ်ပေါ့လေ။ဆိုတော့ Aston Villa အတင်းကတော့ January transfer window မှာဒါကျွန်တော်တို့ထိပ်သီးတိုက်စစ်ကစားမှတယောက်ကိုခေါ်ယူဖို့ကြိုးပမ်းသွားမယ်ဆိုပြီးတော့မှ Minus ကပေါ်ပြထားတယ်။ Taylor Sport ရဲ့ဖော်ပြချက်အရဆိုရင်တော့ဒါ Newcastle တင်းရဲ့အီတလီကွင်းလေကစားသမားဖြစ်တဲ့ဒါ Tonali ကတော့ လက်ရှိမှာပရီးမီးယားလီးကနေကျွန်တော်အီတလီထိပ်သီးကလပ်အသင်းတွေစီပြောင်းရွှေ့ဖို့ဆန္ဒရှိနေဆိုပြီးပေါ်ပြထားတယ်။ဆိုတော့ဒါကျွန်တော်တို့ဂျူပင်တက်အသင်းကတော်နာလီကိုခေါ်ယူဖို့စိတ်ဝင်စားနေပြီးတော့မှတော်နာမီလီးကတော့ကျွန်တော်တို့ဂျူပင်တက်တဲ့ဆိုင်ဒါအေစီမီလာအသင်းကိုပြောင်းရွှေ့ဖို့ဆန္ဒရှိနေဆိုပြီးတော့မှပေါ်ပြထားတယ်။ ပြည့်ကြည်တင်ကတော့ Christabelle တင်ရဲ့တိုက်စစ်ကစားမဖြစ်တဲ့ဒါကျွန်တော်တို့မူနေကိုခေါ်ယူဖို့စိတ်ဝင်စားနေဆိုပြီးဖော်ပြထားတယ်လက်ရှိမှာတော့ဒီကစားသမားကို Premier League ကလပ်အသင်းဖြစ်တဲ့ Chelsea အသင်းကပါခေါ်ယူဖို့စိတ်ဝင်စားနေဖြစ်ပြီးတော့မှဒါကျွန်တော် PSG အသင်းက Chelsea အသင်းနဲ့ပြိုင်ခေါ်ယူသွားဖို့ကြိုးပမ်းရဖို့ရှိတယ်ဆိုပြီးသိရတယ်ဗောလေဆိုတော့ Liberty တိုက်စစ်ကစားမဖြစ်တဲ့ Iroha ဒီနွေရာဒီ transfer window မှာပဲကလပ်အသင်းကနေထွက်ခွာသွားမှာဖြစ်ပြီးတော့မှလက်ရှိမှာကျွန်တော်တို့ဒီဗောလေသူ့အနေနဲ့ လာလီဂါအထိပ်သီးကလပ်တသင်းဖြစ်တဲ့ဘာစီလိုနာအသင်းစီကိုပြောင်းရွှေ့ကစားခြင်းလေဆိုပြီးတော့မှကစားသမားကဖော်ပြထားတယ် ရမသူရဲ့အတင်းကတော့ဆူစီတက်တရဲ့ဂျပန်တောင်မှကစားသမားဖြစ်တဲ့ဒါခူဘိုကိုခေါ်ယူဖို့စိတ်ဝင်စားနေတယ်ဆိုပြီးတော့မှမာကာကဖော်ပြထားတယ်ခူဘိုကိုတော့ဒါပရီးမီယာလိဂ်ကလပ်အတင်းဖြစ်တယ်ပေါ့လေထော်ရီယန်ဟော့စပါအတင်းကပါခေါ်ယူဖို့စိတ်ဝင်စားနေဖြစ်ပြီးတော့မှပြီးခဲ့တဲ့ရာသီတွေကရမသူရဲ့အတင်းကကစားသမားကိုခေါ်ယူဖို့ဆန္ဒရှိခဲ့တာလက်ရှိမှာတော့ဒါကျွန်တော်တို့ဒီရမသူရဲ့အတင်းကကစားသမားကိုပြောင်းရွှေ့ခြင်းယူရိုတန်း40လောက်ထိပေးပြီးခေါ်ယူသွားမှာဖြစ်တယ်လို့တော်ရီယန်ဟော့စပါအတင်းကလည်းဒါကျွန်တော်ရမသူရဲ့အတင်းနဲ့အပြိုင် ခုဘိုကိုခေါ်ယူဖို့ကြိုးပမ်းသွားမယ်ဆိုပြီးပေါ်ပြထားတယ်ဆိုတော့ကြီးစုပေးခဲ့တဲ့ဒုတိယအချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်မြန်မာပြည်သူပြည်သားလုံးစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့အားလုံးပြည့်စုံကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်